ျွန်တော်တို့လူတယောက်ရဲ့အတ္တဉာဏ်မှာပေါ့နော်အထူးသဖြင့်တော့ဒီအာ childhood ကအရင်ရေးပါတယ်ခင်ဗျာဆိုတော့ဥပမာအရွယ်ရောက်ပြီးတဲ့သူတွေကကြတော့သူတို့ရဲ့အတ္တဉာဏ်ပြောင်းလဲမှုပေါ့နော်အတ္တဉာဏ်ပြောင်းလဲမှုကကြတော့ဒီခုနပြောတဲ့အကြောက်တရားတွေအကျိုးစီးပွားတွေကြောင့်ဟိုနည်းနည်းပြောင်းလဲသွားတာရှိရယက်တိချက်ပြောင်းလဲတာရှိရခံယူချက်ပြောင်းလဲသွားတာရှိရဒါပေမဲ့သူတို့အတွင်းထဲမှာသူတို့တည်တယ် ဟိုမှာအခုခုနကဝါရဖြန့်တယုတ်ဆောင်နေမှာဆိုလို့ရှိရင်သူတို့တည်တယ်သူတို့အာစစ်တပ်ကိုလည်းသူတို့ကြိုက်မှာမဟုတ်ဘူးဒါပေမဲ့သူတို့ယက်တီချက်ကြောင့်လို့တော့တည်တယ်ဒါပေမဲ့မတူညီရာကကြတော့ဒီကလေးတွေကလေးတွေကကြတော့သူက belief system တစ်ခုအနေနဲ့ကိုထိဆောက်ပြီးသားဖြစ်သွားတာအဲအဲ့ဒါတော့အရင်ရေးကြည့်အဲ့တော့ဟိုအခုဒီတယုတ်ဆောင်တွေကိုတုံးတဲ့ကိစ္စတွေနောက်ထပ်နောက်ပိုင်းဆက်လုပ်မယ့်ကိစ္စတွေဟာအရွယ်ရောက်ပြီးသားလူတွေအထူးသဖြင့်ဒီ2021ပဲဖြစ်ဖြစ်ပေါ့နော်ရှေ့က ီ2000ခုမဲ့ဖြစ်ဖြစ်ဒီကာလတွေမှာအရွယ်ရောက်ပြီးတဲ့သူတွေအတွက်ကတက်ရောက်မှုဟာဟာတိတ်ပြီးတော့မရှိနိုင်ဘူးဒါပေမဲ့ဒီကလေးငယ်တွေပေါ့အထူးသဖြင့်အခုချိန်မှာဒီအာဒီ session တွေမပြည့်သေးတာတချို့လည်း session တွေတော့ပြည့်တယ်ဒါပေမဲ့အဲ့အဲ့အဲ့ဒီဝင်ခြင်းဟာကြတော့တက်ရောက်မှုရှိနိုင်တာမျိုးရှိအဲ့ဒါကိုလည်းစစ်တပ်ကကောင်းကောင်းနားလေတာနားလေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီငယ်တဲ့အချိန်မှာရားလိုက်တဲ့အချက်လက်ဟာအဲ့ချိန်မှာအရမ်းမှမဟုတ်ပါဘူး အရန်ကိုလွှမ်းမှုတော့ဆိုတော့အဲ့ချိန်မှာခုနကပေါ့နော်ကျွန်တော်တို့ကတော်လန်ရေးဟာမကောင်းဘူးဆိုတဲ့စကလုံးတို့သူတို့ကြားလိုက်ရင်သူတို့ကအဲ့စကလုံးကပဲသူတို့ရဲ့အာဒီအထွေရောက်တဲ့ချိန်မှာလွှမ်းမှုမှုအများကြီးရှိတယ်အများကြီးယုံထုတ်ဖို့ခက်သွားတယ်ဗျာ2021အာဖြစ်စင်ပါဆိုလို့ရှိရင်ဒီအတက်ကြီးပိုင်းနဲ့အတက်ကြီးအရွယ်ရောက်ပြီးသားတွေဟာအများကြီးပဲစစ်တဲ့နဲ့ပတ်သက်ပြီးအများကြီးသတိထားရတယ် အတိထားတယ်ပြီးရင်ကျွန်တော်အရွယ်ရောက်နေတဲ့လူတွေဆိုလို့ရှိရင်လည်းအများနဲ့တိထားတယ်ပေါ့နော်တိထားဒါကြောင့်မို့လို့ဒီ2021ဖြစ်စင်မှာဆိုလို့ရှိရင်ပြည်သူလူထုမှာရှိတဲ့ဒီလူငယ်တွေကအကုန်လုံးကတခဲနဲ့ပေါ့နောက်ဆုံးပြဒီတက်ထဲမှာရှိနေတဲ့လူငယ်တွေဆိုအကုန်လုံးတို့တိကြတယ်ဘာကြောင့်လဲဆိုတို့အရွယ်ရောက်နေတဲ့အချိန်မှာအရွယ်ရောက်နေတဲ့အချိန်မှာရခဲ့တဲ့တည်င်းချက်လက်တွေကြောင့်ဖြစ်တာဆိုတော့အခုချိန်မှာလေဒီစက်ခွန်18အရွယ်တွေဟာတို့တိကောင်းတိလိမ့်မယ်ဒါပေမဲ့အရန်ငယ်တဲ့ကလေးတွေကအရန်ငယ်တဲ့ကလေးတွေကြတော့ ဲဒီမှာထားပါတော့2017တုန်းကတို့ကအရွယ်က၄၅နှစ်ပဲရှိသေးတယ်ဆိုတို့အဲ့ဖြစ်စဉ်ကိုတို့ကကောင်းကောင်းမသိဘူး